လာပါရှင်ကျမတို့ငူးခတ်တာပါ TV ဦးမြင့်တန်ကြားရဲ့နေ့လယ်နားနာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ပဲခူးတိုင်းပတောင်မြို့နယ်ပကံကွေးတေးရွာတောင်ဘက်ကအစ်စ်ကော်မရှင်ရဲ့63လုံးပွိုင်ကုန်းကိုအော်တိုဘာလ14ရက်နေ့မှာအပိတက်သိမ်းပိုက်ရရှိခဲ့တယ်လို့အာရခတော်တော် AA ကသတင်းထုတ်ပြန်ပါတယ် အော်တိုဘားလ14ရက်နေ့မနက်9:05မိနစ်အချိန်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး3နိုင်လောက်ကြာမှအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့အော်တိုဘားလ15ရက်နေ့မှာသတင်းထုတ်ပြန်လိုက်တာပါ။ဒါ့အပြင်63လုံးပွိုင်ကုန်းစကန်တစ်ခုလုံးကိုသိမ်းပိုက်ရယူခဲ့ခြင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်ရဲ့အလောင်းတချို့လက်နက်ခဲရနဲ့စစ်အုံဆောင်ပစ္စည်းတချို့ကိုလည်းသိမ်းစီရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါရတယ်။ တီထိုးဆက်ဆက်တိုက်ခိုက်မှုအတွင်းတိုက်ရိုက်ခိုက်ရေးကောင်းမွန်တဲ့အာရခစစ်တီတော်တို့နဲ့အတူပေးဆက်ဆွန့်လွတ်ခဲ့ကြရတဲ့အာရခစစ်တီတော်တွေကိုလေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်လို့လည်းဆိုထားပါဗျ။လက်ရှိမှာလည်းစစ်တွေမျိုးအနီးပတ်ဝန်းကျင်မှာလက်နက်ကြီးဒရုန်းတွေနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေဟာအခုရပိုင်းအတွင်းပုံပုံပြင်းထန်လျက်ရှိနေတယ်လို့ဆိုပါတယ်။ဒါ့အပြင်အေရီတိုင်းရေကြီးမျိုးနဲ့ဆက်ဆက်ယိုကျေးရွာအနီးမှာလည်းအော်တိုဘာလ15ရက်နေ့နေ့လယ်ပိုင်းကမိနစ်အနည်းငယ်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်အရာသိရပါတယ်ရှင်။ ကိုလာကြော်ကြတိုက်ပွဲတွေဖြစ်ပွားနေတဲ့တနင်္သာရီမောတောင်လမ်းပိုင်းမှာစစ်ကောင်စီတပ်ကနေမြေဆိုးမိုးနိုင်ဖို့လေကြောင်းတိုက်ခိုက်တာတွေကိုဇက်တိုက်ပြလုပ်လာနေတယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေစီကသိရပါဗျ။ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါတယ်ရှင်။တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့တနင်္သာရီမောတောင်လမ်းပိုင်းမှာကိုလာကြော်ကြတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကနေမြေတိုးချဲ့က80တိုးနိုင်မှုရှစ်တန်းစစ်မြေနယ်ပြင်တွေမှာလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်လုံဆောင်လာနေတယ်လို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေစီကသိရပါဗျ။ ပြီးခဲ့တဲ့စတေမာလာ9ရက်ကနေ18ရက်အထိတိုက်ပွဲစုံဖြစ်တဲ့ကုံသွေးလမ်းမိုင်းကတိန်ခုံးရွာတစ်ဝိုက်မှာလေကြောင်းကနေကြက်ဖိုက်တာနဲ့နေစဉ်ပုံလာကျဲခဲ့ပြီးစတေမာလာ20ရက်နဲ့21ရက်တွေမှာလည်းဝိုင်တွဲလေရင်နှစည်းကလက်လုတ်ပုံနဲ့120နဲ့80မမဘုံသီးတွေကိုအသုံးပြုကာအလုံးရင်160လောက်လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။မနေ့ဆက်တနေ့ရက်ခန်းစစ်မာကသူတို့ကဘာဖြစ်လို့အဲဒီဝိုင်တွဲတယ်မချဘူးလဲဆိုတော့ခန်းစစ်မာကသူတို့ကျွန်တော်တို့ဒီစကခတက်တည်နေကျွန်တော်တို့တက်တည်နေအနိကဖြစ်နေလေ။အနိကဖြစ်ရင်တော့ကျွန်တော်တို့လေကြောင်းတိုက်ခိုက်မှုမှာ သူတို့လူလည်းပြန်ထိနေအဲ့ဒါကြောင့်သူတို့ဟိုခန်းစစ်ကိုမချဘဲနဲ့ခန်းစစ်ရဲ့နောက်ကျောအယွာအိမ်ဒီစီးတဲ့နေရာကိုကျွန်တော်တို့ရှိမဲ့အထင်နဲ့လာချတာဟုတ်ကဲ့အဲ့လိုကျွန်တော်မြေပြင်မှာသူတို့အနေနဲ့ဟိုတိုးတိုးမရဘူးပြင်မှာတိုးတိုးမရတော့လေချောင်းပြစ်ကူအနေနဲ့သူတို့ကဆေးဆက်တူးနေတာလေရင်ပြစ်ကူဟိုလေချောင်းပြစ်ကူအနေနဲ့သူတို့လောက်လာလိုက်လို့ကျွန်တော်ယူဆတယ်ဟုတ်ကဲ့ စစ်ကောင်စီတပ်ကတော်လိုင်းပူပေါင်းတပ်ဖွဲ့ရဲ့ခံစစ်နေရာနီးမှာလေကြောင်းတိုက်ခိုက်တာတွေကိုအဓိကလှုပ်ဆောင်နေပြီးကျေးရွာတွေကနေနေပျက်စီးဆုံးရှုံးတာတွေရှိနေတယ်လို့ဆိုပါတယ်။ကိုလာကြော်ကြတိုက်ပွဲအတွင်းထုံခါတိန်ခွန်6နှစ်ပေါက်နဲ့တဲဖြူစားတဲ့ကျေးရွာတွေကဒေသခံတွေအကုန်ဆစ်ချောင်နေကြရပြီးတိုက်ပွဲသုံးတွင်းမှာမရှိတဲ့မောတောင်တဲဖြူရွာကြားကကျေးရွာတချို့ကတော့လူအရင်းဆစ်ချောင်နေထိုင်ကြဖို့ကြိုတင်ပြင်ဆင်တာတွေလှုပ်ဆောင်ထားကြတယ်လို့သိရပါတယ်။ဤသူတွေကတော့ကာကွယ်တပ်ဖွဲ့တွေရှိနေတယ်စစ်ပွဲကလည်းသူတို့အနာမရောက်သေးခြင်းဆိုတော့ ရွာတွေမှာပဲရှိနေကြတယ်။ဒါပေမဲ့ဆစ်ဆောင်ဖို့လိုအပ်လာရင် ရှောင်ဖို့နေရာတွေကအစပြင်ဆင်ထားကြတဲ့အပြင်စားနပ်ရိက္ခာတွေလည်းစုဆောင်ထားတယ်။ရုပ်တရက်ဆစ်ဆောင်လာရမယ်ဆိုရင်တောင်ဒေသခံတွေတော့အခက်ခဲသိမ့်မရှိတော့ဘူးပေါ့။ကျမ်းမာရေးမကောင်းဖြစ်လာရင်ဆေးရုံဈေးကန်သွားရမယ်လူနာတွေလောက်ပဲအခက်ခဲရှိလာမယ်ပေါ့။အရင်ကနိုင်ငံရေးအခြေအနေမရှုပ်တွေးခင်အချိန်ကတနာရီပဲသွားရတဲ့ခီးကိုအခုတရက်နေတောင်မရောက်တဲ့အတွက်လမ်းခီးကြမ်းကြာမှုဖြစ်နေတယ်။ စစ်ရှောင်းတွေဟာတိုက်ပွဲမရောက်နိုင်တဲ့တောတောင်တွေထဲမှာစစ်ရှောင်းနေကြရပြီးအင်တာနက်နဲ့ဖုန်းလိုင်းမရှိတဲ့အတွက်ဆက်သွယ်ရေးခက်ခဲနေတာစစ်ရှောင်းရေးကူညီပေးနေသူတွေလည်းလက်မဆက်သွယ်ရေးခက်ခဲကြောင်းစစ်ရှောင်းနေရှိတဲ့နေရာကိုမရောက်နိုင်ကြဘူးလို့ဆိုပါတယ်။ထိတွေ့တိုက်ပွဲတွေကြောင်းတနင်္သာရီမော်တော်လမ်းပိုင်းမှာကုန်ကားနဲ့ခီးတဲ့ကားတွေတွာလာလို့မရတော့တဲ့အတွက်ကုန်သေးယူပို့ဆောင်ဖို့ခက်ခဲတွေရှိနေတယ်လို့တနင်္သာရီမြို့နယ်ကဒေသခံတွေကပြောပါတယ်။တနင်္သာရီမောတောင်ကြားကရွာတွေမှာအရင်တုန်းကကွန်းသီးတို့တောင်ယာထွက်ကုန်တွေအများဆုံးလုကင်ကြရတယ် ရင်နှုံးကဆိုတောင်ရတခွားသီးတို့ရွှေပြုံသီးတို့မောတောင်ဘက်ကပို့တာတွေရှိတယ်။တနင်္လာရီဘက်ကိုပို့လဲအဆင်ပြေနေတယ်။အခုနောက်ပိုင်းကားလမ်းပိတ်ထားတော့ပို့လို့အဆင်မပြေတော့ဘူး။အဲ့ဒီတောင်ရထွက်ကုန်တွေရွှေပြုံသီးတို့တခွားသီးတို့ဆိုအခုဆိုဒီဘက်မှာမြင်တာမမြင်ဘူးတော့ဘူး။လောက်ကင်မဲဆိုရင်တော့လမ်းပန်းဆက်သွယ်ရေးအဆင်မပြေတာကြောင့်ရောင်းလို့အဆင်မပြေဘူးလေ။စစ်ကောင်စီကထိုင်းမြန်မာကုန်သွယ်ရေးလမ်းကိုအပြေးအဝထိန်းချုပ်နိုင်မှုအတွက် ိန်ခွန်းစစ်မျက်နှာကိုအင်အားဖြည့်တင်းနိုင်အောင်တပ်သားအင်အားနဲ့ရိခါတွေနေ့စဉ်ပို့ဆောင်နေပါတယ်။လက်ရှိမှာလည်းတနင်္သာရီမော်တော်လမ်းပိုင်းကထုံခါနဲ့တိန်ခွန်းကြေးရကြားကနယ်မြေတွေကိုစစ်ကောင်စီတပ်ကစုမိုးထားပြီးရွေးကောက်ပွဲနေလာတာနဲ့အမျှစစ်ရေးရဖိအားပေးတာတွေပုံများလာနိုင်တယ်လို့တော်လိုင်းပြပောင်းတပ်ဖွဲ့တွေကပြောဆိုကြပါတယ်။ကျွန်တော်လိမ့်ပါယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ခုကြူအားကိုစကန်ဖတ်ပြီး DVP YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်စကိုင်းတိုင်းဝက်လက်မြို့နယ်ရဲကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာတွေစက်တိုက်ပြုလုပ်နေပြီးမြေပြင်မှာလည်းအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါဗျာ စစ်ကောင်စီတပ်ကအော်တိုဘားလ73ရက်နေ့ကနေ95ရက်နေ့အထိဝက်လက်မြွနယ်တဲကရွာသားကြီးကြီးရွာကိုလေကြောင်းတိုက်ခိုက်တာတွေစတိုက်ပစ်လုပ်ခဲ့တဲ့အတွက်မြို့သမီး3ယောက်ထိရဒဏ်ရရှိခဲ့တယ်လို့သိရပါဗျ။ဒါပြင်အော်တိုဘားလ14ရက်နေ့မှာလည်းတမန်တားကြီးရွာကစာတင်ကြောင်းကိုစက်တက်လေတီနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်မြို့သမီး2ယောက်ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့သိရပါဗျ။ဝက်လက်နယ်တဲကိုစစ်ကောင်စီတပ်ဘက်ကစစ်ကြောင်း3ချောင်းခွဲပြီးအင်အားအလုံးအရင်းနဲ့ဝင်နေတာဖြစ်ကောင်းလေကြောင်းတိုက်ခိုက်တာတွေကိုလည်းနေတိုင်းပြုလုပ်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင် တယောက်ကပြောပြပါဗျ။စစ်ကောင်စီတပ်ကဝက်လက်မြို့နယ်မှာအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲဖြစ်ပွားနေတာတွေရှိသလိုစစ်ရေးအခြေအနေတင်းမာတဲ့နေရာတွေလည်းရှိနေတယ်လို့သိရပါဗျရှင်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အေးတာယာမြို့တွေမှာအော်တိုဘားလ15ရက်နေ့တရက်ထဲလိုင်စင်မဲ့ကအစီး100ကျော်ဖမ်းဆီးခံရပြီးပြန်ရွေးလို့မရဘူးလို့မြို့ကန်တွေကပြောပါရတယ်။ တောင်ကြီးမြို့ရဲ့မိန်လန်းနေရာအနှံ့မှာလိုင်စင်မဲ့ကအစီးရေ40ကျော်နဲ့အေးတာယာမြို့ကနေတောင်ကြီးကိုတက်တဲ့မြို့ဝင်ဆိုင်းဘုတ်အနီးမှာလုပ်ငန်းသုံးကားတွေဖြစ်တဲ့ Hijack နဲ့ Mazda ဘုံကိုအမျိုးအစားကားအစီးရေ60ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါဗျာ။ အလုတ်ကိစ္စနဲ့အပြင်ထွက်တဲ့အချိန်ကိုကားဖမ်းခံရတာဖြစ်ပြီးပြန်ရွေးလို့လည်းမရဘူးဆိုပြီးကားဖမ်းကြီးခံရသူတယောက်ကပြောပြပါဗျ။ဒါ့အပြင်အေးတာမျိုးနောက်အင်းမီပွိုက်အနည်းမှလည်းကားတွေအပြင်ဆိုင်ကယ်တွေပါဖမ်းဆီးခံရတယ်လို့သိရပါဗျ။ဈေးနှိဖြစ်တဲ့အတွက်ကုန်တယ်ရီစီကိုပစ္စည်းပစ္စည်းတက်ဖို့ဖို့လှုပ်ကြနေတဲ့ပစ္စည်းတက်ဖို့ဖို့လုံးနေတဲ့ကားတွေပါတစောင်းနိုင်ပွဲမစခင်စီမံချက်နဲ့ဖမ်းဆီးခံရတဲ့အတွက်စီးပွားရေးလုံခြုံရေးစားတောက်ဖို့တွေပါအခက်အခဲတွေရှိလာတယ်လို့မြို့ကန်တွေကပြောကြပါဗျ။ မန္တလေးတိုင်း28မြို့နယ်လုံးကိုမဲဆန္ဒနယ်တွေအဖြစ်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာဟောလက်တွေ့မြေပြင်အခြေအနေအရဖြစ်နိုင်ခြေလုံးဝမရှိဘူးလို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါရယ်ဒီသတင်းကိုတူတာချမ်းသာပေးပို့ထားပါရယ်ရှင် မန္တလေးတိုင်း28မြို့နယ်လုံးကိုပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွေအဖြစ်သတ်မှတ်ဖော်ပြပြီးရွေးကောက်ပွဲကျင်းပသွားမယ်လို့စစ်ကောင်စီလောက်ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာပါမန္တလေးတိုင်းမှာခရင်17ခုရှိတဲ့အထက်ကခရင်10ခုမှာထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီးမြို့ပေါ်နဲ့နေတဲ့ခရင်တချို့မှာပဲစစ်ကောင်စီကအပြေးအဝလွှမ်းမိုးနိုင်တဲ့အခြေအနေဖြစ်ပါတယ်မြေပြင်ချင်းတွေရစစ်ကောင်စီလောက်ကရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ကြဟာ ဖြစ်နိုင်ခြေလုံးဝမရှိပဲသူတို့ထိန်းချုပ်ထားတဲ့မြို့ပေါ်နေရာတွေလောက်မှာပဲရွေးကောက်ပွဲပြုလုပ်နိုင်မှုရှိတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ် ရန်သူကတော့ရန်သူလို့ရန်သူလုံနေမှာဥမာကျွန်တော်တို့ရွေးကောက်ပွဲလိုဟာမျိုးတို့လုံမှာဖြစ်အောင်လုံမှာရွေးကောက်ပွဲဘာညာဆိုတာမျိုးကိုကျွန်တော်တို့ခေါင်းထဲမှာအရန်ကြီးမထည့်ပဲနဲ့တို့လုံချင်တာလုံပေးစီကျွန်တော်တို့ကလည်းကျွန်တော်တို့လုံရမယ်အလုပ်ကိုစနစ်တကျပြပြရည်ရည်နဲ့တိုးတိုးတိတ်တိတ်စီမံပြီးတော့လုံရမယ်အချိန်မျိုးလို့လည်းကျွန်တော်ယူဆတယ်တိုက်ယူမှာရမယ်တော်လန်ရေးတိုက်ဖို့အတွက်ကိုဘယ်လိုစုစည်းမယ်ဘယ်လိုကျွန်တော်တို့စီယုံမယ်ဆိုတဲ့ပုံစံမျိုးလေးတွေပဲအားထည့်ပြီးတော့သွားတဲ့အချိန်လို့ကျွန်တော်ကတော့ပြောကြလိုပါတယ်ဟုတ်ကဲ့ မြန်မာတနင်္ဂနွေလုံးမှာရှိတဲ့မြို့နယ်330လုံးကိုပြည်သူ့လွတ်တော်မဲဆန္ဒနယ်မြေတွေအဖြစ်စစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်ကကြေညာထားတာကိုလည်းတွေ့ရပါတယ်။မန္တလေးတိုင်းနယ်မြေထဲမှာတည်ရှိတဲ့နေပြည်တော်ကောင်စီရှစ်မြို့နယ်မှာတော့မဲစရင်တသောညောကွာဟတင်တာဖြစ်တဲ့အတွက်စစ်ကော်မရှင်အမှန်တကယ်မထိန်ချုပ်နိုင်တဲ့နယ်မြေတွေမှာဆိုရင်မဲစရင်တွေဟာမှန်ကန်စရာလုံးဝမရှိတဲ့အခြေအနေဖြစ်ပါတယ်။မန္တလေးတိုင်းမြို့နယ်တချို့မှာတော့မဲဆင်းကြီးကြဖို့ဒေသခံပြည်သူတွေကိုစစ်ကော်မရှင်အုပ်ချုပ်ရေးပိုင်းကဖိအားပေးတာတွေရှိနေပါတယ် မဲအော်ရလက်ကြီးလောက်ဆောင်နေတဲ့ကျုပ်ရတရားတခုမှမှန်မှုကြီးอ่ะအာရာတင်းကြီးကစမှားနေအခုချိန်ကြီးတော့မှားနေကြပဲကြီးအမှားကိုနောက်အမှားနဲ့ဖုံးနေတယ်အဲ့အမှားကိုနောက်ထပ်အမှားကြီးနဲ့ဖုံးနေတယ်မဲအော်လိုက်ကနိုင်ငံရေးတာကျော်ပြတ်သွားပြီတရားစီရင်ရောဥပဒေရောပါသူတို့ဆွေးခါလာရှိတယ်အဲ့ဒါဆက်ရတဲ့စီးရအမျက်တာလာပဲလीဆက်ရတဲ့စီးရအပြင်ပဒံပဲတရုတ်တကံပဲနိုင်ငံရဲ့အချုပ်ချာအာဏာသုံးရက်ကိုပွဲစည်းတစ်ခုတည်းဆိုလည်းကောင်းပါတီတရက်တရက်ဆိုလည်းကောင်းအစိုးရတစ်ခုကတော့လည်းကောင်းချုပ်ကန်ရတယ်ဆိုလို့ရှိရင်ဒါအာဏာရှင်ပဲလက်လက်ကန်ကြီးစစ်တပ်နေလို့ဆက်ရတာချင်းဖြစ်တာပါတီတစ်ခုတည်းချုပ်ကန်တယ်ဆိုလို့ရှိရင်ဒါတပါတီအာဏာရှင်ဖြစ်မှာပါ အခုဒေါ်လာနေတယ်ပြည့်2017မြေဒေါ်လာရေးရအဲ့ဒီဟာကိုရိုက်ချိုးဖို့ဒေါ်လာနေတာအာနာသုံးရစလုံးကိုဒီကွာမစို့တုတ်ကန်ထားပြီးကျွန်တော်ဆက်လက်ဒေါ်လာမှုလိုတယ်အလေးနဲ့ပြောချင်တယ် မဲဆင်းမှာပါတီဝင်တွေကိုယ်တိုင်မပါဝင်တာမိသားစုဝင်တွေမပါဝင်တာတွေရှိနေတဲ့အတွက်မဲဆင်းကြီးကြဖို့တိုင်းသာစီလုံးညီညွတ်ရေးပါတီတာဆာညမန္တလေးတိုင်းကအောက်တိုဘာ၄ရက်နေ့မှာလူမှုကွန်ရက်ကနေကြေညာချက်ထုတ်ပြီးတိုက်တွန်းထားပါတယ်။အောက်တိုဘာ၁၂ရက်နေ့ကစတင်ပြီးမဲဆင်းမှာပါတီဝင်တွေပါတီကိုလိုလားသူတွေနဲ့မဲပေးဖို့ဆန္ဒရှိတဲ့ပြည်သူတွေရဲ့နာမည်တွေမဲဆင်းမှာပါဝင်ရေးလှုပ်ရှားမှုတွေကိုတာဆာညပါတီကစတင်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာမတက်တာတဲ့အခြေအနေကြောင့်နေထိုင်ရတဲ့လူတို့ချို့ရှိ ည်နိုင်ပါတယ်သူတို့ကလည်းအဓိကကျွန်တော်တို့ပြောချင်တာကတော့နိုင်ငံတော်အာဏာကိုမတရားနှီးနဲ့ရယူထားတဲ့အကြံဖက်အစ်ကောင်းဆောင်ဖြစ်တဲ့အာဏာရယူပြီးတဲ့နောက်မှာလည်းပြည်သူလူထုကိုနေ့စဉ်နဲ့အမျှတပ်ဖြတ်နေတာဖြစ်တယ်ဒီလိုလူကိုကျွန်တော်တို့ကတရားဝင်သွားအောင်အတိမတ်ပြုတဲ့သဘောတက်ရောက်တဲ့ရွေးကောက်ပွဲလိုဟာမျိုးမှာမပူပေါင်းကြဖို့ပေါ့ဗျာလက်မခံပဲညှင်းဆန့်ကြဖို့ပြည်သူတရားလုံးကိုလည်းကျွန်တော်တို့ကအလေးနဲ့တိုက်တွန်းလိုပါတယ်ဗျာ စစ်ကောင်စီလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကစက်တင်ဘာ30ရက်နေ့ကနေအောက်တိုဘာ17ရက်နေ့အထိ14ရက်ကြာပြည်သူတွေကိုမဲဆင်းကြီးကွင်းပေးခဲ့တာပါမဲဆင်းအမာရွေးများနေတဲ့အတွက်အောက်တိုဘာ20ရက်နေ့အထိရပ်ထပ်တိုးပြီးမဲဆင်းကြီးကွင်းပေးထားတယ်လို့အောက်တိုဘာ9ရက်နေ့မှာထပ်မံထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီကဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲပထမပိုင်းစလုပ်မယ်လို့ကြေညာထားပြီး58ပါတီကကိုယ်စားလှယ်9000ကျော်ပါဝင်ရှင်းပြိုင်တော့မယ်လို့သတင်းထုတ်ပြန်ထားပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ ပြည်နိုင်ငံကသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာပိုပြီးမြင့်မြန်ဆန်ဆန်ဆိုးဝါးနေကနိုင်ငံတော်ဝန်ကူးစက်မှုနဲ့တည်ဆုံမှုတွေကတိတိတသားမြင့်တက်နေတယ်လို့ကျန်းမာရေးပညာရှင်တွေကပြောကြားခဲ့ပါတယ်။အော်တိုဘားလ၁၄ရက်နေ့အင်္ဂါနေ့မှာမြို့တော်ဓာကာမှာရှိတဲ့ဆေးရုံဟာကုသမှုခံယူနေရတဲ့လူနာတွေနဲ့ပြည့်နေပြီးအများစုကကလေးတွေဖြစ်နေကြောင်းလည်းပြောပြပါဗျာ ချင်းထိန်ထုတ်ရေးကြိုးပမ်းမှုတွေကိုမြ мян ဆန်ဆန်နဲ့ညှိနှိုင်းပြီးမလုံဆောင်ဘူးဆိုရင်ယောဂအခြေအနေဟာထိမရအောင်ပြန့်နှံ့သွားနိုင်တယ်လို့ကျန်းမာရေးတာဝန်ရှိသူတွေကသတိပေးထားကြပါတယ်။မြို့တော်ဒါကာမှာရှိတဲ့အထက်သွေးလွန်တုပ်ကွေးကုသရေးဌာနဖြစ်တဲ့မုတ်တော်စေကောလိပ်စေယုံကသွေးလွန်တုပ်ကွေးလူနာဆောင်တွေဟာအင်္ဂါနေ့မှာလူတွေပြည့်ကျက်နေခဲ့ပြီးနေရာလွတ်မရှိတဲ့လူနာတွေကိုဇင်းကြံလျှောက်လန်းတဲ့ကိုတိုးပို့ခဲ့ရပါတယ်။ ဆေးရုံမှတ်တမ်းတွေအရကရင်900ဆက်နဲ့ဆေးရုံမှာလူနာ1200ကျော်တက်ရောက်နေပြီးအဲ့ဒီထဲမှာ1500ခန့်လုံးကသွလွန်တော်ခွေရောဂါခံစားနေကြတာအများစုဟာကလေးငယ်တွေဖြစ်ကြပါဗျ။အော်တိုဘာလပထမတစ်ပတ်အတွင်းတနိုင်ကန်လုံးအတိုင်းအတာနဲ့သွလွန်တော်ခွေရောဂါဖြစ်ပွားသူ9000ကျော်ရှိပြီးသေဆုံးသူ215ဦးရှိကြောင်းကျန်းမာရေးဝန်ဆောင်မှုညွှန်ကြားမှုဦးစီးဌာန DGHS ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ကူချီကလိုဝီနဲ့လိုဝီဗေကုံအမှတ်တစိုက်တွေဟာလက်လီလုဖို့ကင်ဘတ်တွေကပြန်ရောင်းမဲ့ဈေးနှုန်းတွေကိုပြင်ဆင်ပေးမှုအတွက်ဥရောပသမဂ္ဂရဲ့ယုံကြည်မှုပြတ်မှုစောင့်ကြည့်ရေးအဖွဲ့ကစုစုပေါင်းယူရို158တန်ဒေါ်လာ182တန်ထိုင်ရိုက်တာကိုခံခဲ့ရပါဗျာ။ ဂူချီကိုပိုင်တဲ့ကယ်ရင်ကတန်ငွေယူရို119.8တန်း၊ခလိုဝေက16.8တန်းနဲ့လိုဝေဝေက18တန်းအသီးသီးတန်ရိုက်ခံရပြီးဇိန်ခန့်ပစ္စည်းအုပ်စုတွေအတွက်စီးမြင်စည်းကမ်းတွေတိုးလာနေတာကိုမီးမောင်းထုတ်ပြခဲ့ပါတယ်။အကြံပြုထားတဲ့လက်လီစင်းတုံးတွေအမြင့်ဆုံးရှော့သေးတွေနဲ့အရောက်တက်သတ်မှတ်ထားတဲ့ကာလာတွေလိုကန့်သက်ချက်တွေကိုချမှတ်ခြင်းအဖြစ် fashion company ၃ခုဟာသူတို့ရဲ့လက်လျောင်းချသူတွေရဲ့စီးပွားဖြစ်ပျူဟာတွေကိုဝင်ရောက်ဆွတ်ဖက်ခဲ့တယ်လို့ဥရောပကော်မရှင်ကအော်တိုဘာလ၁၄ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီလေ့ကျင့်တွေဟာလက်လျောင်းချသူတွေအတွက်ရှင်ပြိုင်မှုကနေအမှတ်တရစိတ်တွေရဲ့ကိုယ်ပိုင်အရောင်းလမ်းကြောင်းတွေကိုကာကွယ်ရင်းပြိုင်ဆိုင်မှုတွေရောကြစေပြီးဈေးနှုန်းလွတ်လပ်မှုကိုဆုံးရှုံးစေတယ်လို့ကော်မရှင်ကပြောခဲ့ပါတယ်ရှင်။အခုဆက်လက်ပြီးအားကစားသတင်းတွေကိုရှုစားကြရအောင်ပါ ဂျပန်အသင်းကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကနေသင်ကန်းစာယူကြဖို့ဘရာဇီးကွန်းလယ်လိုကက်စမီရိုကတိုက်တွန်းသွားပါတယ်။ဘရာဇီးအသင်းဟာအော်တိုဘာ14ရက်နေ့ကဂျပန်အသင်းနဲ့ဂျပန်နိုင်ငံမှာခြေစမ်းကစားခဲ့ပြီးဦးဆောင်ကို2ဂိုးအရင်သွင်းခဲ့ပေမဲ့ဂျပန်အသင်းကဒုတိယပိုင်းပွဲချိန်52မိနစ်62မိနစ်နဲ့81မိနစ်တွေမှာခြေပကို2ဂိုးနဲ့အနိုင်ဂိုးသွင်းယူသွားခဲ့တာပါ။ အမြင့်မားဆုံးအဆင့်ပွဲစဉ်မှာဒုတိယပိုင်းတပိုင်းလုံးအိမ်မောကြနိုင်မယ်ဆိုရင်ကမ္ဘာဖလားပြိုင်ပွဲကိုပါအမေရိကနဲ့အိုလံပစ်ပြိုင်ပွဲတွေမှာပေးဆက်မှုကြီးသွားနိုင်ကြောင်းဂျပန်အသင်းကိုရှုံးနေတဲ့ပွဲစဉ်ဟာလက်ခံနိုင်စရာမဟုတ်ပေမဲ့သင်ခန်းစာယူသွားရမယ့်ပွဲစဉ်ဖြစ်ကြောင်းကက်စမီရိုကပြောသွားပါတယ်။နီပြအန်စလော်တီကတော့ဘရာဇီးအသင်းသားတွေဟာဒုတိယပိုင်းတပိုင်းလုံးဂျပန်အသင်းရဲ့တုံ့ပြန်မှုအပေါ်တားဆီးဖို့စိတ်ဆန္ဒမရှိခဲ့ကြကြောင်းကိုပြောသွားပါတယ်ရှင်။ TVU မြန်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်စွက်ပြီးတင်ဆက်ပေးဦးမှာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်